ကဲအားလုံးပဲမိလာပါပြန်လည်းဖြစ်လိုက်ပါတယ်ကိုစိုးဘယ်ရောက်နေလဲဆိုတော့ပေါ့နော်အဲလွန်ခဲ့တဲ့အပတ်ကကိုစိုးတင်လာမှုတဲ့ဒီဒီလူအရင်ပြင်ပွဲမှာကိုစိုးသွားရင်းနေရပါအဲ့မှာကိုစိုးဒါဖြူမဝနိုင် team ကမန်မာတယောက်ပါပဲကိုစိုးနဲ့လည်းဒီငကိုကိုစမီတို့လုပ်တဲ့ပွဲဒီ street show ပွဲတွေမှာခဏခဏဆုံတယ်ကိုအင်မရန်လေးဆိုတာသူကခုနေတာဒီဒေါ်ပုံမှာပေါ့နော်လိမ့်စာတော့ကိုစိုးဒီမှာမှဖော်ပြပေးလိုက်မယ်ပေါ့နော်ဆိုတော့သူမွေးတဲ့အကောင်ကြီးတော့သူမွေးတာသူရောင်းတဲ့အကောင်ပေါ့နော်သူကနည်းနည်းစမ်းတယ် တော်တော်ဆန်းတယ်ဆန်းတယ်ဆိုတာကိုစိုးဘတော်မှမဝေးဖြစ်တော့ဘူးဆိုတော့အကောင်မျိုးတွေပေါ့ဥပမာ Venom Max တွေပေါ့ငွေတို့အဲတခြားဒီပင်ကူတို့နောက်ပြီးဆန်းလာတယ်ဗီတယ်ပေါ့ဗီတယ်ဆိုတော့ကိုစိုးတို့ဒီပိုးတောင်မှာခေါ်မလားအဲအဲ့ဒါလေးလေမွေးတယ်ပေါ့နော်အဲဒါလေးတော့တူတူရဲ့ life cycle ကိုလေ့လာတာပေါ့နော်ကိုစိုးတို့ဒီပရဲစိတ်မွေးရဲဆိုလဲပရဲစိတ်ရဲ့ဒီပရဲစိတ်မွေးရဲဆိုတာကဟိုဒီတိုင်းမသိရဲ့လူနေတော့ရည်စရာကြီးလို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့တကယ်တမ်းပြောရင်ပရဲစိတ်မွေးရဲသူ့ရဲ့ဒီ life cycle ကိုလေ့လာတာပေါ့နော်ပရဲစိတ်ကဘလို့ လုတ်သားပြည်ပဲစိတ်ကဘလို့ဘယင်မဘလို့သားဘလို့ဖောက်တယ်ဒါတော့ကိုစိုးသားအကြမ်းမင်းပဲပြောပြပါကိုစိုးလည်းမသိပါဘူးမမွေးပဲဘူးရဲ့အတွက်ဆိုတော့အခုလည်းအဲ့လိုပဲအဲ့မှာသူပြောပြတဲ့ဗီတဲမွေးပုံမွေးနီးဒီ trend ဒူလာပေါ့နော်ဒီကိုကစကားပြောတာအရင်မိုက်တယ်သူရှင်းပြတာတော်တော်လေးကိုဘလို့ခေါ့မလဲစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဆိုတော့ဒီရောက်နေရပါတော့ဒါပြီးတော့ဒေးလာကိုရအောင်ပေါ့နော်အားလုံးလည်း sharing ပြန်လုပ်ပေးတာပေါ့နော်ဆိုတော့အထဲမှာတွားကြည့်လိုက်အောင်မယ် like ဟဲ့ Thank mm -hmm. you. ကိုစိုးပေါ့နော်ဒါ Ryan ပိုက်ရှော့ပေါ့ဟဲ့ဒါကိုစိုးရဲ့ဒါဖော်တာကို Imran လေးပေါ့နော်အခုနာမနာမည်ကျတော့ဘာခေါ်မလဲတီဟာဆိုကိုတီဟာဆိုဒါမင်္ဂလာပါဟုတ်ကဲ့ပါဒါအမြင်နဲ့ပွဲတွေမှာကိုစိုးတွေ့နေတယ်ကွာဒါပေမဲ့နောက်ပိုင်းဒီ Venom Max ကြီးပြောင်းလိုက်တာအဆက်တည်းနဲ့နဲ့ပြက်နေပြီဆိုတော့တိကျမမတိလိုက်ဘူးအဲ့တော့ဟိုတနေ့မှပွဲမှာတွေ့လိုက်တော့ဒီကောက Venom Max ကြီးရောင်းနေတာပေါ့နော်အဲ့မှာသူ့စီမှာနည်းနည်းထူးထူးခြားခြားရှိတဲ့အကောင်ရင်းရှိတယ်ဥပမာဗာလဲ ်ဘီတဲအဘီတဲတော့ကိုစတော့မွေးရတခါမကြားဘူးမဟုတ်ဒါရှိမှာလေပုံရိပ်စိတ်မွေးရလူအောင်ရှိရကွာဒါသူ့ရဲ့ feeling ပေါ့သူ့ရဲ့ life cycle ကိုလေ့လာတာနောက်ပြီးတော့ pin ကတော့ကိုစိုးသိရအဲဒီ pin ကလည်းရှိတယ်ပေါ့နော်ဒါကတော့ bro စီမှာရှိတဲ့အကောင်နဲ့ကိုစိုးဒီတက်တက်တော့မွေးဖြစ်မယ်မတင်တော့တဲ့အကောင်လေးပေါ့ကိုစိုးအဲ့လိုအကောင်ရန်ကြောက်တယ်ကွာဒါပေမဲ့ကိုစိုးကြောက်ရကြောက်တာကြောက်တာကွာဒါပေမဲ့ဒီကြည့်ရလူတွေကိုပဲနော်ကိုစိုးကဒါဝန်လာရှင်လည်းပနိုင်တယ်ကွာဆိုတော့ကိုစိုးဒါပြီးရိုက်ပေးလိုက်တာပေါ့နော်ဒီပီတယ်ရီကတော့ဒီမှာကတော့ကိုဆိုကအမွေးနေတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်းရင်ပြောမယ်ဆိုရင် ဒီကောင်တွေရဲ့အသက်ရှင်နိုင်နှုံးကနဲတယ်ဒီကောင်တွေဆိုလာပိုင်းပဲရှင်တယ်ကိုစိုးကအထီးနဲ့အမမှာဒီမှာအထီးဆိုရင်ကိုစိုးကဒီအရှိရဒီဂျိုကြီးအကြီးနဲ့ဩအဲပြီးတော့ပြဆိုခန္ဓာကိုယ်တွယ်မယ်ဒီမှာအမဆိုရင်ခန္ဓာကိုယ်ဝိုင်းဝိုင်းကျိုးမပါဘူးအလွန်ဆုံးဒီဘီတယ်မာကအမျိုး၄000လောက်ရှိတယ်အမျိုး၄000လောက်မှာအသက်အရှိဆုံးဆိုတဲ့မျိုးစိတ်ကတစ်နှစ်ပဲနေတယ်ကြံတဲ့မျိုးစိတ်အားလုံးက၃လ၄လ၅လ အဲ့ဒီအချိန်တစ်ခုရောက်တည်တယ်ဆိုတော့ချိုးချိုးနိုင်ငံခြားကားလေးမှမြင်ဘူးမှအနောက်မှာမှန်ပေါင်းကြီးနဲ့အဲ့လိုအကောင်လေးအကောင်လေးအကောင်လေးကောင်းတယ်အဲ့အဲ့လိုပုံစံမျိုးဒီကောင်အဲ့လို color လောက်တဲ့ line ငါလုံးငါမွေးခဲ့ဘူးတယ်ပေါ့နော်အဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး तू ကနောက်တစ်ခုထပ်ပြီးတော့အံ့ဩဖို့ကောင်းတာက तू ကမတည်ခင်မှာ तू သုံးလေးလမှမတည်ခင်မှာဒီအမားနဲ့ဒီအဓိယာနေပြီးတော့အကောင်ရန်နဲ့ချီပြီးချခဲ့อืมอืมမျိုးစက်မပြတ်အောင်မပြတ်တော့သူရဲ့ဟိုဆက်ချန်ခဲ့တာပေါ့နော်သူဆက်ချန်ခဲ့တာအဲ့လို အဒရိုဘောလိုင်းကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာမှားနေတဲ့အလွဲတစ်ခုရှိတယ်။ဘာလဲဆိုတော့ကိုဆိုကဒီပင်းကူလိုပါလို့ဆိုရင်အဲ့လူငယ်ပိုင်းမွေးကြတယ်။မွေးကြကျွန်တော်တို့လိုလူငယ်ပိုင်းတွေမွေးကြ။အဲ့ကကြတော့တယောက်နဲ့တယောက်ကြွေခြင်းတယ်။ညနာဘော်တွေတင်ပြမယ်၊လက်ဘော်တွေတင်ပြမယ်၊ကြိုက်မယ်။အမှန်တကယ်အဲ့ဒါတကယ်အလွဲဆုံးအလွဲဆုံး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံတကာမှာကဒီကောင်တွေကကြတော့သူတို့ရဲ့ behavior ကိုလေ့လာရတာ။ အခုကျွန်တော်ဒီကမ်တခုတည်းသူ့ဒီကွန်တိနာတခုတည်းသူ့ကျွန်တော်ထည့်ထားတယ်အဲသူတရက်တာသူဘာလုပ်လဲခွန်းကကိုစိုးပြောတယ်လို့နော်သူတရက်တာဘာလုပ်လဲဆိုတော့လေးလာတာဒီကောင်ကိုကင်လိုက်ခြင်းအပြင်ဒီကောင် strap ပြီးပြီအော် strap ပြီးပြီးဆိုအစာမစားဘူးအစာမစားဘူးဆိုတည်ဖို့ຢာကင်တော့များလာများလာပြီသူကဒီတိုင်းကင်ဖို့မပြောနဲ့ကိုစိုးဟာဒီကွန်တိနာဘောက်စ်ကနေပြီးတော့ဒီကွန်တိနာဘောက်စ်ကိုပြောင်းရင်တောင်မှတချို့ချို့အကောင်ဆိုရင် strap ပြီးပြီးတော့နှစ်လလောက်အစာမစားတာရှိတယ် ျွန်တော်အားလုံးကိုကျွန်တော်ဒီကျွန်တော် triangular မွေးတဲ့ညီကိုတွေအားလုံးလည်းကျွန်တော်တောင်းဆိုခြင်းတဲ့အရာပေါ့ကျွန်တော်တို့ view ပြလို့မွေးတယ်ဟိုဒီကောင်းကိုဘယ်လိုမျိုးကျွန်တော်တို့ကျွန်တော်တို့ရဲ့လက်ထဲမှာဘယ်လိုမျိုးအသက်ရှိအောင်ကျွန်တော်တို့ထားရမလဲဒီကောင်းကပဲကြွဲခြင်းတာတစ်ခုတည်းနဲ့တော့မမွေးစေခြင်းဘူးอืมอืมอืมကျွန်တော်ကိုစိုးခုနပြောတယ်ကိုစိုးနဲ့ကျွန်တော်နဲ့ခင်တာနှစ်နှစ်ကျော်သုံးနှစ်တပတ်လည်းလောက်ဖြစ်နေပြီอืมတိနေကြတာဒါပေမဲ့ကျွန်တော်ဒီ approval line ဒီပင်းငွေတော့ကိုစိုးမတိကျွန်တော်ပင်းငွေတော့ခုနှစ်နှစ်ရှိပြီဟာ ကျွန်တော်ခုနှစ်နှစ်လောက်ရှိပြီ HP ကနည်းနည်းတော့ရှိပါတော့နော်အဲ့ဒါဒါပေမဲ့ကျွန်တော်အိမ်ကအကောင့်တွေကိုကျွန်တော်တနစ်နေလို့တစ်ခေါက်ထုံးမကင်อืมဒါပေမဲ့ကျွန်တော်ကဘလို့လဲကျွန်တော်ဒီကောင်ကိုမွေးတဲ့ feeling ကညာကျရင်အိမ်မှာမိသားစုအားလုံးအိမ်ပါပြီကျွန်တော်ဒီကောင်ကိုကျွန်တော်မီးအောင်မှမိန်လေးတွေကျွန်တော်ဖင်တဲ့ coffee တစ်ခွက်နဲ့နော်ဟဲ့ကျွန်တော်စားဖတ်မယ်ဒီကောင်ဘာလုပ်လဲအဒီမျိုးစရာတော့ဘာလုပ်အဲ့လိုလေးလာဖီးကန်ရတဲ့ဟာကျွန်တော်တို့ဒီဟာကြီးကိုထုတ်ကင်မယ်ပါဇက်တွေထည့်ပြမယ်ပါဇက်တွေကပြန်ထုတ်ပြမယ်အဲ့ဒါကြီးကအလွဲအဲအလွဲ ်နော်ဘာလို့လဲဆိုတော့ဒီကောင်ကငိုကလေးကလူကြောက်တယ်လေအဲ့ဒါလူရင်နဲ့တတ်တော့မဟုတ်ဘူးခွေးရဲ့ကြောင်ကမဟုတ်ဘူးပပ်အနေနဲ့ပဲမွေးနေတာပဲရှိတယ်ဒါပေမဲ့တကယ်ပပ်စင်းမဝင်ဘူးပြီးတော့နောက်တစ်ခုကကတချို့တချို့ကျွန်တော်တို့ဒီ over triangular တွေဆိုရင်အစိုက်ပြင်းတယ်အော်အဲကိုက်လိုက်ပြီးဆိုရင်ကိုဆို၄ရက်လောက်ဖျားတဲ့ကောင်ရှိတယ်နောက်ဆုံးစေးုံတက်ပြီးတော့အစိပ်ဖြစ်စေထိုးရတဲ့အနေအထားရှိတယ်။အဲတချို့ချို့မဒလီကာတို့ပါလို့ဆိုရင်ကိုဆိုးကိုခံရနေတဲ့ချင်းဆိုရင်၃ခန်းနဲ့တည်တယ်။၅နှစ်ယောက်ခလေးဆိုရင်၃ခန်းနဲ့တည်တယ်။ ကျွန်တော်ကတော့ကင်မိုးတွက်ကို recommend မပေးဘူးဘာဖြစ်လို့လဲဆိုကျွန်တော်ဒီနောက်ဆုံးပြပွဲမှာလာပြခဲ့တယ်ဆိုတာလေဒါဘာလဲဆိုတော့ဒီဟာကိုမွေးလို့ရတယ်ဘလို့ပုံစံမွေးတင့်တယ်ဆိုတဲ့အရာကိုကျွန်တော်လာပြပေးတာဟုတ်ဟုတ်ဘာလို့လဲဆိုတော့အခုတကယ်ကျွန်တော်တို့ရဲ့ senior ကြီးတွေကအခုမရှိကြတော့ဘူးအာတချို့ချို့တွေကလည်းနိုင်ငံသားသွားလိုက်တာရှိတယ်တချို့ချို့တွေကဒီလောကကြီးအနားယူပါလဲဆိုတော့အရှိအရှိမှာကဒီဒီကျွန်တော်ဒီ ထရန်ဂူလာကြီးကိုဒါလို့ရှိုးပွဲတွေပြပွဲတွေအခုကိုဆိုးလို့မို့လာပြီးတော့ဘလော့ရိုက်ခဲ့တာတွေမရှိခဲ့ဘူးမရှိခဲ့တော့ line ပေါ်မှာပဲမြင်နေရတဲ့အလွဲလေးတွေပေါ့အဲတချို့ဆရာကြီးကသူ့ကောင်သူယင်လို့သူလောက်တာကျွန်တော်လက်ခံပေးပါတယ်ဒါပေမဲ့နောက်မွေးမဲ့ပင်ကနာမှာကြတော့အဒီပင်ကိုမွေးပါဇက်ရသုတ်ပြမဘောင်းဝင်တယ်လို့လို့လက်ပေါ်တင်ပြမဘောင်းဝင်အဲ့ဒီအသွေးအမားလေးတွေပေါ့ဝင်သွားကန်ဒီကြတော့အကောင်အတွက်လည်းမကောင်းဘူးတကယ်ကြိုက်ခံကြည့်ပါပြီဆိုရင်ကျွန်တော်တို့လူအတွက်လည်းမကောင်းဘူးအဲ့ခါကျတော့ ကိုက်ကန်ထီပါလို့အစိပ်ပြောပါပြီဆိုမိသားစုကလည်းလက်ခံမပေးတော့ဒီအရာကိုသူခုနမင်းပြောရတဲ့မှာဗဇက်တရထုတ်တယ်ဆိုတော့ဗဇက်တရဗဇက်တရထဲတဲ့လူရှိလို့လားရှိတယ်ကိုစိုးဟုတ်လားရှိတယ်ပင်ကိုဗဇက်တရထဲပြမယ်ပြင်ကင်းချိန်မျိုးကိုဗဇက်တရထဲပြမယ်ပြန်ထုတ်ပြမယ်အဲ့လိုနေအဲ့ဘာဘာကြောက်လဲအဲ့အဲ့အဲ့တော့ကျွန်တော်ပြောတာလေအငါကဒီ challenge ကိုငါလုံးနိုင်တယ်အခုကိုစိုးကကျွန်တော်ကိုစိုးပြောပြမယ်ဒီမှာကျွန်တော်မှရှိတယ် OBD ဟုတ်ပြီဒီစားဒီကောင် orange bamboo triangular ဟာ orange bamboo triangular ဒီလေကျွန်တော်ဝမ်းရည်တို့အိမ်ဆိုင်သွားရင်တော့ကျွန်တော်တစ်ခါတွေ့ပြီဟုတ်ဒီကောင်ကလိန်မော်ရောင်လေးလိန်မော်ရောင်လေးဆိုတော့ဒီကောင်လိန်မော်ဒီပုံစံအရောင်လေးပေါ့လှတယ်ပေါ့ဟုတ်တော်တော်လှတယ်ဒါမဲ့ဒီကောင် over triangular အစိမ့်ပြင်းတယ်ဒီကောင်ဒီကျွန်တော်မှရှိတဲ့ဒီနှစ်လက်မဆိုင်လေးကိုက်ရင်တော့သုံးရက်ဖျားတယ်ကျွန်တော်ကိုယ်တိုင်လည်းကိုက်ခန့်တီးတယ်ဖျားလားဖျားတယ်အေးကျွန်တော်ကိုက်ခန့်တီးတယ်ဆိုတော့ကျွန်တော် container box လေးရင်နဲ့ အကောင့်ထွက်လာလို့ဆိုပြီးနေကျွန်တော်လက်လေးနဲ့ခံလိုက်တာဘာမှမဟုတ်ကျွန်တော်ဒီညာလေးကြိုက်ရပါလားအခုချိန်ဒီ marketing ရှိသေးတယ်။အော်။ဟယ်လို။ဟုတ်။ဝါး။ဟုတ်။ဒီကောင်ဆိုရင်လည်းမြန်မာမျိုးစိတ်ကိုဆိုတာဒီမှာနည်းနည်းဟိုပြားလို့ white gosh ပေါ့နော် white gosh ။နည်းနည်းကျန်းလို့ကျွန်တော်စာပါကတ်ထားတယ်။ကျန်းနေဆိုပဲ။ကျန်းနေဆိုပဲ။ဟုတ်နည်းနည်းကျန်းနေဆိုတော့တကယ်တော့သူ့မလုံရင်ဘာမှမလုံဘူး။ဟုတ်အဲ။သူ့ကိုသွားမကင်နဲ့။ ။ဟောအဲအဲ။သူ့မကဲသူလည်းသူ့ဘဝနဲ့သူနေတယ်ကိုလည်းကိုဘဝနဲ့ကိုနေအဲ့လိုပုံစံမျိုး။ဟိုဟိုပြာဝဲမှာညီနေဟိုမင်းခန့်အောင်တာဗလား။ကင်တိုင်ပြရတယ်။အဘကောင်လည်းဘကောင်လည်း။ဟာဒီကောင်ကျန်းတာပဲ။ဒီကောင်ကျန်းတယ်ကျန်းကင်တော့ကျန်း။ဒီမှာကိုကြီး။ဝါ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 ။သူ့ရဲ့ခန္ဓာကိုယ်မှာကိုစိုးကြီးကြီးအမွေးတွေအမြင်တွေမရှိဘူး။ Yes yes နော်။အဲ့ဒီတော့က तू ကသူ့မှာတိုက်ခိုက်ဖို့အတွက်ကတစ်ချက်ပဲရှိတယ်ပြေးမယ်မရောက်လို့မရရင်ကြိုက်မယ်နှစ်ချက်ပဲ new war နဲ့ old war မှာ ဘလို့တတ်မှတ်လဲဘလို့တတ်မှတ်လဲဆိုတော့သူတို့ဂျီပုဆိုဟာယာစုနှစ်တခုရှိတယ်။ဟောအဲ့ဒီယာစုနှစ်ရဲ့အရှိပိုင်းမှာတွေးခဲ့တဲ့အရာမှန်သမျှအမှန်သမျှအားလုံးအိုးအိုးစကူးဟုတ်အဲ့ဒီယာစုနှစ်ရဲ့အနောက်ပိုင်းမှာမှပြန်တွေးတဲ့အရာအားလုံးအဲ့ဒီအိုးအိုးတော်တော်များများကကျွန်တော်တို့အာရှဘက်ကထွက်တယ်အာဖရိကဘက်ကထွက်တယ်ပြီးတော့အမေဇုန်ဘက်ကထွက်တယ်ဟုတ်ပြီဟုတ်အဲဒီကောင်တော်တော်များများကအိုးဒီကောင်တွေပါလေကြတော့ဘရာဇီးတို့ မက္ကစီကန်တို့ new order တော်များများကဒီကောင်ဆိုရင်အမွှေးအများကြီးပဲဝါးတိတိသက်သက်กว่าချက်เสียလေးဟုတ်တော်လှအောင်ပါတယ်ဟုတ်အခု तू อ่ะ तू ကျွန်တော်ကိုတိုက်ခိုင်းမယ်ဆိုတော့အရင်မကြိုက်ဘူးဘာလို့တော့ तू အဲ့ဒီအမွှေးကိုခါထုတ်လိုက်တယ်ခါပြီးတော့ခါလိုက်ရင်ကျွန်တော်အသားတွေရာသွားတယ် तू မကြိုက်ဘူး तू အကင်မခံဆုံးဘတ်ဆိုခါလိုက်တယ်အဲ့ဒီမှာမှကျွန်တော်က zoom ထပ်ပြီးတော့တိုးမယ်ဆိုရင် तू ပြေးမယ်အင်းအိမ်မှာထပ်တော့မယ်ဆိုမှတိုက်မှာဒါပဲပြီးတော့နှစ်ကောင်မှာကွာခြားချက်ကဘာလဲဆိုတော့ဒီကောင်လေးရဲ့လှုပ်ရှားမှုကနှီးတယ် ကောင်းအေးစစ်စစ်ပဲမမြောင်းအခုဒီကောင်ကိုကျွန်တော်ဒီလောက်ရှိကျွန်တော်သွားတယ်ဒီကောင်ဘာမှမလုပ်ဟိုကောင်အဲ့လက်ထက်ကပရိုဆူထားပါကြီးအာအဲ့တော့ကျွန်တော်လိုက်ဖမ်းအဲ့အဲ့လိုအာအဲ့ခါကျတော့ဟိုကျွန်တော်ခုနပြောသလိုပဲပေါ့ဟိုဘင်္ဂနာ type အနေနဲ့က new one မွေး new one ရဲ့ကိုက်ဖို့ရာခိုင်နှုန်းနည်းတယ်อืมဒါပေမဲ့သူ့ရဲ့ကိုက်အားရဲ့အစိတ်ကလည်းပြားတော့အောင်တုံးစာပဲရှိတယ်ဟောတိတ်ဟောမဖြစ်ဘာမှမဖြစ်ဘူးကိုစိုးဒီနေရာကိုက်ခံထီတယ်ဒီနေရာလေးနည်းနည်းလေးရောက်အောင်မရားမယ်ဒါတော့ပဲမဖြားဘူး ကျွန်တော်ပြသုတ်ခန့်ထီးတဲ့ပုံစံပဲဟိုကောင်ကကြတော့လုံးဝအပြော့ဆုံးအစိတ်ဆိုတာတော့မဖျားတယ်အဲ့ဒီရဲ့နောက်ပိုင်းမှာလူသက်ထိခိုင်းနိုင်တာတွေကိုယ့်ရဲ့ကိုယ်ခံကကြလို့အသက်ဆုံးရှုံးတာတွေအများကြီးဖြစ်နိုင်တယ်ပေါ့ကိုဆိုက ဆိုတော့ဒီကောင်ဝင်းမယ်ဆိုရင်ဘယ်လိုကျွန်တော်တို့အခုဒါနောက်ဆုံးအနေနဲ့ပေါ့နော်ဒါဒါအခုနှစ်ခုပြောရတယ်ဗျာ detail ပြောရတယ်နောက်ပြီးတော့ဒီ trend dollar ပြောရတယ်အဲ detail ကိုအခု detail အရင်ပြောမယ်နော် detail ကိုမွေးမယ်ဆိုရင်ကျွန်တော်တို့ဘလောက် site scan လို့လဲနောက်ဘာကြီးကျွေးဖို့လို့လဲပေါ့ဘယ်လိုမွေးရလဲပေါ့ဒီကောင်ဒီ detail တွေကကြတော့ तू ကတစ်မျိုးနဲ့တစ်မျိုးတော့မတူဘူးကိုဆိုဒါ jelly တုံးကြီးမဟုတ်လားဟုတ်တယ် jelly ဩ jelly ကျွေးတယ်ဟိုပြီးတော့တို့ကနည်းနည်းအချိုဟိုဖြစ်တဲ့ကောင်အခုနာ detail ဆိုတာပုံစံတစ်မျိုးဒီကောင်ဆိုရင် ဒါရင်းကိုပွဲပွဲမှာကျွန်တော်ပြရတယ်ဟုတ်တယ်ဟုတ်တယ်အရင်လာရနော်ရောင်ပြန်လေးပါတယ် rainbow อืมဟုတ်ဒီကောင်ဆရာတော့ဒီကောင်နေရကြတော့အားရရကိုမျိုးယူတော့ကိုစိုးနောက်မှာပြောင်းတော့ဒီကောင်အရင်ကုတ်လို့อืมဒီကောင်နေရကြတော့ကိုစိုးကဟိုကံကကြတော့အနှိမ့်ဆုံးတပေခွဲဖောက်ဖို့တော့ဗောဖောက်ဖို့တော့ဗောသူတို့နေဖို့ပြောဖို့တော့ဖောက်ဖို့တော့ဆိုရင်တပေခွဲပတ်လဲလောက်ရှိတဲ့ကံနဲ့ဆိုအဆင်ပြေတယ်อืมအဲပြောပြီးဆိုရင်သူကဘီတယ်မှာမှသူကအုပ်စုတွေအမျိုးမျိုးရှိတယ် ဒီကောင်ကဘယ်မှာနေတဲ့အုံစုလဲဥပမာဖြင့်ဒီကောင်နေဆိုကိုစောကဒါအုံစံဒီအုံစံကိုတို့စားမယ်အုံစံကိုမှွမယ်မှွပေါ်ဆိုတို့အတိုက်လုံးမယ်အဲ့ဒီတည်းမှာဥမယ်အဲအဲ့လိုအုံစံစားတဲ့ကောင်ရှိတယ်တချို့ကျတော့တစ်ခေါက်စားတဲ့ကောင်ရှိတယ်တစ်ခေါက်ပေါ်မှာတချို့ကျတော့တစ်ချဘူးကောအဲ့မဟုတ်နောက်တခြားတစ်အဲ့လိုမျိုးသူ့ရဲ့ live ကအဲ့လိုမျိုးဟိုဟာဖြစ်တော့သူ့ဘာစားလဲစားတဲ့ဟာကိုအောက်ခံအနေနဲ့ထားပေးရတယ်ထားပေးပြီးတော့မှအဓိကသူ့ရဲ့ဒီ snap အနေနဲ့ကတော့ ီဂျယ်လီကျွေးလို့ရတယ်ကျွန်တော်တို့ပန်းဒီတို့ဘာတို့ကျွေးလို့ရတယ်အရွက်တွေဆိုရင်ထိတ်ကအနုအညွန့်နေတယ်อืมအဲ့ဒီကောင်တွေကျွေးလို့ရတယ်ဘီတယ်အတော့ကိုပဲတီးတန်းထုတ်တော့တဲ့ထိုင်းကနေထုတ်တဲ့ဂျယ်လီတွေလာတယ်ဩဘီတယ်ဂျယ်လီဆိုပြီးနေရှိတယ်ဆိုတော့နှစ်အိုင်းကျွေးဖို့လိုရလားလိုတယ်လေကိုဆိုဩဟိုတချို့ဟိုရတိုင်းဆိုမလိုရမလိုဟုတ်တယ်ဒီကောင်ကတော့နေတိုင်းကျွေးဖို့လိုတာတက်ကိုထဲ့တာပေးလိုက်တယ်ကိုဆိုကကုံအိုင်းထုတ်ပြလိုက်တယ်အခုဒီဒီဂျယ်လီဆိုရင်ဒါကျွန်တော်မင်းညာထဲ့တာပေးတယ်ဒါနှစ်ရက်သုံးရက်ပေါ့အလုံးစုံဟုတ်အဲ့ သုံးရက်ဆိုတာကုန်ပြီဟုတ်ဟုတ်ကုန်ပြီဆိုရင်ကျွန်တော်နောက်တစ်ခုကျွန်တော်ခြံပြီးပြန်ထည့်ပေးလိုက်အခုဒီတစ်ခေါက်ကျွန်တော်ဂျယ်လီထည့်ပေးတယ်နောက်တစ်ခေါက်ကျရင်ဗန်ဒီထည့်ပေးမယ်အော်နောက်တစ်ခေါက်ကျရင်အရွယ်အညွန့်လေးထည့်ဟုတ်ဗိုက်တာမင်စုံအောင်မို့အဓိကကထရန်ဒူလာဟုတ်ထရန်ဂူလာကျတော့ဟိုစမွေးမယ်ဆိုရင်တော့ကျွန်တော်ကတော့ recommend ပေးတာကတော့ဒီလိုအသေးစိတ်လေးတွေကနေစမွေးဒီလိုအသေးစိတ်လေးတွေကိုဆိုပါအော်ဟုတ်ပြီ အဲ့တော့ဒီလောက်ဘူးနဲ့ပဲဝင်ရမှာဟုတ်တယ်ကိုဆိုဒီလောက်ဒီဘူးလေးတွေဆိုအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီဘူးတွေကြတော့ဒါထိုင်းကနေပြီးတော့တခါလဲကျွန်တော်တို့ဝယ်ထားတဲ့ဘူးဩအဲ့လွယ်တယ်ကလွတ်နိုင်ခြင်းနဲ့တယ်အစာကျွေးဖို့ဒီမှာဩအကယ်လို့အကောင့်ထွက်လာပြီဆိုကျွန်တော်လက်နဲ့ပိတ်လိုက်လေရတယ်။ဟုတ်ပါဖြစ်။ဟိုကျွန်တော်တို့ဒီရရှိတဲ့ဘူးတွေနဲ့ဆိုဆိုဒီလိုဘူးတွေနဲ့ဆိုကိုဆိုတာကျွန်တော်ပါဖြစ်ဒီကောင်ကျွန်တော်အစာကျွေးခင်ညာဖွင့်ထုတ်လိုက်ခင်ညာဘူးကအကျေကြီး။ပရိုဆိုထွက်သွားခင်ကြီးကြရင်ကိုအကောင်ဆုံးရှုံးတာပေါ့။ ဘောပါကျွန်တော်တော့ဒီလိုဘူးလေးတွေနဲ့အဲ့လိုဟွာလို့ဘူးအကြံပေးတယ်ကျွန်တော်မှဝါဘူးကိုယ်တိုင်ဖောက်တော့ကစိုက်အဆုံရှိတယ်ဟုတ်ဟုတ်ဒီကောင်းနေဆိုရင်ဘယ်စိုက်အဆင်ပြေမလဲအဲ့လိုအဆင်ပြေမလဲစိုက်လေးတွေကိုပေါ့ရွေးရွေးပြီးချွေးပြီးတော့ဒီအရွယ်လေးတွေဆိုရင်ဟိုတပတ်ကို3កောက်4កောက်လောက်ပဲအစာကျွေးရတယ်တပတ်နှစ်ကြိမ်လောက်ပေါ့ဒီမှာကျွန်တော်ရေဖြန်းမှုလေးရှိတယ်ကျွန်တော်ဒီမှာဒီဘက်ဘေးမှာသူရေတောက်လို့ရအောင်ဒီလိုဖြန်းပေးထားလိုက်တယ်အမရေအသီးလေးတွေထထားပေးလိုက်အဲသူတောက်ချင်တော့အော် တပတ်နှစ်ချိန်လောက်လုပ်လိုက်တပတ်နှစ်ချိန်လောက်လုပ်ဗီဒီယိုအဲ့လိုပဲပေါ့ဗီဒီယိုအဲ့လိုဗီဒီယိုကျတော့ဟိုစူဖို့လိုတယ်ဟုတ်လားစူနေရမယ်တခြားဖျန်းနေရမှာပေါ့ဟုတ် तू ကနှစ်ရက်တစ်ချိန်လောက်တော့ဖျန်းရတယ်ဟုတ်ဒီယာဒီဥထုနဲ့ဒီအောက်ခံစူယုံပေါ့ဟုတ်စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်ဟုတ်ဘယ်လိုပြနားထောင်မသိရင်ကျွန်တော်ဟာလုံးဝ မျောပါဟဲ့လားဘောကတော့မမွေးဖြစ်လောက်ဘူးဆိုတော့တေချာတော့လောက်ရှိတယ်ပေါ့နော်ဒါပေမဲ့နောက်ပြောနိုင်ဘူးပေါ့နော်ဒီဝါသနာဆိုရတဲ့ဘောတရားလည်းတစ်ချိန်တော့လည်းဟိုအရင်တော့ဆိုရင်ဟိုဟူငောင်းမွေးသလိုပေါ့ဗျာတချို့မမွေးဖြစ်တော့ဦးထင်တဲ့အကောင့်တွေဆိုကျွန်တော်ခုမွေးဖြစ်နေရည်တောင်ရှိရပေါ့နော်ဒါဒါလည်းတစ်ချိန်တော့ကိုယ်ဆိုလည်းမွေးလို့မရဘူးလေကျွန်တော်လည်းစီးထိုးမှာအေးပေါ့အဲ့ဒါလေးပေါ့အဲ့ဒါပြောအဲ့ဒါကြောင့်အဲ့ဒါကြောင့်ထိုးပါမယ်အဲ့လိုအဲ့လိုဘောတရားရှိတဲ့အတွက်လည်းတော်ရှောက်အခုချိန်ဒီကုံပေါက်တွေဆိုတာရှိလာတာပဲเนาะမကောင်းဦးတိတ်ပြီးတော့လာမနောက်မတော်မလာတော့ဘူးလို့နောက်လည်းမလာတော့လာလည်းမနောက်တော့ဘူး ကျွန်တော်ကပယောစိတ်ကနေပြီးတော့စင်တီအကုန်ဝါသနာပါနေတော့ခံနေရကိုဆိုရဲလာဝဲချင်းခုနပြောလေးစားတိုင်းလာဝဲလို့ရတယ်ပေါ့နော်ဟုတ်ဆိုတော့ဟိုကျေးဇူးအများကြီးတင်တယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ားထောင်ကတော့လုံးဝစိတ်ဝင်စားစရာအကောင်းလဲကွာသက်တာဆိုတော့အားလုံးလည်းဘူးတာတစ်ခုရမယ်လို့ထင်တယ်မိုက်တယ်အဲ့လိုပြောရင်ပြောရင်တော့မွေးချင်စိတ်နဲ့နဲ့ပေါက်သွားသလားလို့ပေါ့နော်မိုက်တယ်ဒါပေမဲ့တစ်ချိန်တော့ try ဖြစ်မယ်ထင်တယ်ဒါပေမဲ့အခုတော့ try စရာအကြောင်းမရှိသေးဘူးကိုယ့်ဘက်ကငားရအောင်တိုင်ပတ်နေရဆိုတော့ဒါအားလုံးလည်းဘူးတာရအောင်ပေါ့နော်ဒါ sharing လုပ်ပေးလိုက်တာစိတ်ဝင်စားတာအရင်ကောင်းတယ်တကယ်တမ်းစိတ်ဝင်စားတတ်တဲ့လူအနေနဲ့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ contact ပဲဆိုတော့တော့ဆယ်တော့ ားလုံးရိုက်ပြီးွားရဆိုတော့အိမ်မဲပြန်လိုက်တော့မယ်နောက်စီစဉ်မှာပြန်ဆောင်မယ်ကိုဆိုပါဘောဇိုဘာသာလေးဝယ်ရတဲ့ block ကဘောဇိုပြောပြခွေးပေါ့နော်ဘောဇို GC လေးနေနေလေးပြိုးနေတယ်ပေါ့နော်ပြောရမဟုတ်ပါဘူးတကယ်တော့ဝယ်ရတာပါဘောဇိုနည်းနည်းပြန် share လုပ်ပေးမယ်ဆိုတော့မိုင်းပဲဘောဇိုကပြိုးလုပ်လာတာပေါ့နော်ဒါနောက်မှဒီသေးပြပေးမယ်ပေါ့နော်တော့ဆက်တာအကျန်းယာကြီးအကြီးပေါ့နော်ကြီးကျွေးလိုက်တာဆောက်နောက်မှဒါဆက် ဒီကောင်လေးလှုပ်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 နေတဲ့ GC လေးသုံးလက်မှခွဲတော့တော်ရှိနေဖြစ်နေအဲ့ထက်လည်းကြီးရင်ကြီးမယ်ဘယ်လိုသိချာမသိဘူးမတိုင်းကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကောင်ကြီးလေးကိုကိုစိုးဈေးတန်းတစ်ခုထားပြီးရောင်းနေမှာပေါ့ဒါပေမဲ့ကိုစိုးအခုလောဆယ်အလုံးနည်းနည်းလေးရှုပ်နေလို့ဈေးချာမလုံနိုင်ဘူးလို့မရောင်းပေးသေးတာပေါ့နော်ဆိုတော့လာကြည့်ချင်တယ်လိုချင်တယ်ဆိုရင်ကိုစိုးဖုန်းနံပါတ်ကြီးအဲ့နာမှာခေါ်ပြပေးလိုက်မယ်ပုံစံလို့ရတယ်ဒါကြည့်ဖို့ချိန်လို့ရတယ်ဆိုတော့ကိုစား အိမ်မှာပဲထားတာဆိုင်လည်းမခွင့်တော့ဘူးပျော်စီးပွားရေးနဲ့ဆန်ဆန်ရောက်မှာမဟုတ်တဲ့အတွက်ဒါကြည့်ချင်ဒီဖုန်းနံပါတ်လေးကိုဆက်ဒီကောင်လေးလာကြည့်ချင်တယ်ပြောလို့ပြောလာကြည့်လို့ရတယ်လိုချင်တယ်ဆိုလို့ရှိရင်ကိုစိုးဈေးလေးတစ်ခုတတ်မှတ်ထားတဲ့ဈေးကိုအဆင်ပြေတယ်ဆိုလို့ရှိရင်ယူသွားလို့ရတယ်ပေါ့နော်ဆိုတော့အားလုံးဒီကိုစိုးတရားစိတ်ကြိုက်ယူရတယ်ကောင်လေးတွေပဲပေါ့နော်ကိုမွေးလို့မှ quality ကောင်ဖြစ်တာမဖြစ်တာတော့ကိုယ့်ရဲ့ထင်သိမှုစာ quality တေချာပေါ့နော်ကျွေးဖို့လူနေပေါ့နော်စားတော့ captivity ပဲ GC captivity ပေါ့နော်အင်ဒိုလည်းပါတယ် China လည်းပါတယ်အကုန်လုံးပို့ဆိုတေချာစိတ်တိုင်းကြယူရပါပေါ့နော်ဆိုတော့နာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်ဒီဖုန်းနံပါတ်တွေကိုဆက်လို့ရတယ်ပေါ့နော်ဆိုတော့ကနောက်စီမံပြန်ဆောင်မယ်ဆိုပါ